မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်သူရွေးကောက်တင်မြှောက်ထားခြင်းမရှိပဲတိုင်းပြည်အာဏာကိုလွတ်ယူထားတဲ့တရားမဝင်အကြမ်းဖက်မြန်မာစစ်ကောင်စီကိုဒီနိုင်ငံကပံ့ပိုးနေမှုတွေရပ်တန့်မှုတွေမြန်မာပြည်သူအများစုကိုစားပြုထားတဲ့ UNG NUCC နဲ့ ERO တွေကိုအတိမတ်ပြုဖို့မြန်မာရပ်ဖက်အဖွဲ့296ခုကနေတောင်းဆိုလိုက်ကြပါတယ် နန်ခမ်းမြို့ပေါ်လူနေအိမ်တွေနဲ့ဖဲခုံမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲမှုကြောင့်တိဆုံသွားတဲ့အရသာပြည်သူအယောက်20ဟာကလေးငယ်9ဦးအပေါင်းအဝင်ကိုဝန်ဆောင်မိခင်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့အပြစ်မဲ့ပြည်သူတွေသာဖြစ်တဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာပြည်သူရွေးကောက်တင်မြောက်ထားခြင်းမရှိဘဲ တိုင်းပြည်အာဏာကိုလွတ်ယူထားတဲ့တရားမဝင်အကြမ်းဖက်မြန်မာစစ်ကောင်စီကိုဒီရုံနိုင်ငံကပံ့ပိုးနေမှုတွေချက်ချင်းရပ်တန့်ဖို့နဲ့မြန်မာပြည်သူအများစုကိုစားပြုထားတဲ့အယူကြီးအယူစစ်စီနဲ့ EAO တွေကိုအတိမတ်ပြုဖို့မြန်မာအရက်ဖက်အဖွဲ286ခုကနေတရုတ်နိုင်ငံကိုတောင်းဆိုလိုက်ကြပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အချက်အတဲကိုဖြည့်ရှင်းနိုင်ဖို့အတွက်ဆိုရင်တရုတ်နိုင်ငံအနေနဲ့ကတော်လန်ရေးအင်အားစုတွေနဲ့တိုင်းသားလက်နက် EAO တွေကိုချိမ့်ချောက်ဖိအားပေးနေမှုအလုံးအပါအဝင် ထိကိုက်ညံ့နာစေမဲ့လှုပ်ဆောင်မှုတွေအကုန်လုံးကိုချက်ချင်းရပ်တန့်ဖို့လိုအပ်တယ်လို့လဲမြန်မာရပ်ဖက်အဖွဲ့286ခုကနေတရုတ်ကိုတောင်းဆိုထားပါတယ်။ဒါအပြင်လက်ရှိမြန်မာနိုင်ငံရဲ့အကြက်အတဲ့မူလအရင်းငံဟာပြည်သူတွေရွေးကောက်တင်မြှောက်ထားခြင်းမရှိဘဲဒိုင်းပြည်အာဏာကိုမတရားလုယူပြီးပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့စစ်ကောင်စီသားဖြစ်တယ်ဆိုတာကိုတရုတ်နိုင်ငံအနေနဲ့ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပြီးအဲဒီလိုတရားမဝင်တဲ့မြန်မာစစ်အုပ်စုကိုသူတို့ကျူးလွန်နေတဲ့နိုင်ငံတကာစစ်ရာဇဝတ်မှုတွေအတွက်အရေးယူနိုင်မှသာ မြန်မာနိုင်ငံအတွက်ရင်းရှိတည်တံ့တဲ့ငြိမ်းချမ်းရေးကိုရရှိမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်ဆေအိုစုကလှုပ်ဖို့ကြံစည်နေတဲ့အတုအယောင်ရွေးကောက်ပွဲကိုလည်းတရုတ်နိုင်ငံဘက်ကပံ့ပိုးကူညီနေတာတွေဟာမြန်မာအချက်အတဲကိုဒိတက်ပို့ပြီးရှေ့ကြသွားစီမှာဖြစ်တယ်လို့လည်းမြန်မာရက်ဖတ်286ခုကဆိုထားပါတယ်။အဲ့ဒီအတွက်ပြည်သူတွေရွေးကောက်တင်မြှောက်ထားခြင်းမရှိဘဲတိုင်းပြည်အာဏာကိုလွတ်ယူထားတဲ့ဒီလိုတရားမဝင်စစ်ရာဇဝတ်မှုကျူးလွန်သူအကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံအနေနဲ့နိုင်ငံရေးအရထောက်ပံ့ပေးမှုတွေချက်ချင်းရပ်တန့်ဖို့နဲ့တစ်ဖက်ကမြန်မာပြည်သူတွေအများစုကိုကိုစားပြုတဲ့အမျိုးသားညီညွတ်အစိုးရ UNG UNCC နဲ့ EAO တွေကိုအသိမှတ်ပြုဖို့လိုအပ်တယ်လို့လဲမြန်မာအရက်ဖက်အဖွဲ့286ခုကနေတရုတ်နိုင်ငံကိုတောင်းဆိုလိုက်ကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ငမ်ခမ်းမျိုးပေါ်လူနေအိမ်တွေနဲ့ဖဲခုံမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းကိုအကြက်ဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲမှုကြောင့် တိတ်ဆုံးသွားတဲ့ရတပြည်သူအယောက်20ဟာကလေးငယ်9ဦးအပါအဝင်ကိုဝင်ဆောင်မိခင်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့အပြစ်မဲ့ပြည်သူတွေသာဖြစ်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့မှာဆိုရင်ဒီကနေ့မနက်အစောပိုင်းကအချက်ဖက်စစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲချမှုအတွင်းနောက်ဆက်တွဲစစ်ရင်အရာကိုဝင်ဆောင်အမျိုးသမီးနဲ့ကလေးငယ်2ဦးအမျိုးသမီး5ဦးနဲ့ပရိုက်တာအဖွဲ့ဝင်အိုင်လင်းဆိုသူအပါအဝင်စုစုပေါင်းရတပ်ပြည်သူ17ဦးတေဆုံးသွားခဲ့ရတယ်ဆိုပါတယ်။ ဒါအပြင်နောက်ထပ်အမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်ပြည်သူ71ဦးကထိခိုက်ဒဏ်ရာတွေရထားပြီးနေအိမ်6လုံးတက်မနေပျက်စီးထားတယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ်အလားတူယမန်နေ့ညပိုင်းမှာပဲရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်ပြည်နယ်အဆက်ကဖဲ့ကုံမြို့နယ်မှာရှိတဲ့စပေးရှောင်းစခန်းကိုအချက်ဖက်စကောင်းစီတက်ကလင်းနဲ့ပုံကျဲမှုကြောင့်အဲ့ဒီမှာလဲကလေးငယ်တွေဆီယာမတွေအပါဝင်အယတပြည်သူ၉ဦးတေဆုံးသွားခဲ့ရပြီအဲ့လိုတေဆုံးတဲ့သူတွေထဲမှာမိသားစုလိုက်တေဆုံးမှုတွေလည်းရှိထားသလို ဒဏ်ရာရတဲ့ပြည်သူက6ဦးရှိထားတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့ပသိမ်ကြီးမြို့နယ်မှာစစ်မှုထမ်းဖို့အတွက်ပြည်သူတွေကိုအဒင်းအရပဖိအားပေးချိန်ချောင်းငွေတောင်းနေတဲ့ပြူစော်တီအဖွဲ့ဝင်3ဦးပြစ်ခတ်ရှင်းလင်းခံရပြီဤ3ဦးလုံးသေကုန်ကြပြီလို့ပသိမ်ကြီးမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စက်တင်ဘာလ၄ရက်နေ့ကပဲမန္တလေးတိုင်းပသိမ်ကြီးမြို့နယ် တောစုကြေးရွာမှာပြည်သူတွေကိုအတင်းအဓမ္မဖိအားပေးချိန်ချောင်းငွေတောင်းနေတဲ့ယူဇော်တီအဖွဲ့ဝင်အောင်စောမောင်စိုးနဲ့ထုံးဘူကြေးရွာကဝင်းစော်ဆိုသူတို့တုံးဦးကိုတော်လိုင်းရေးတပ်ဖွဲ့ကတွားရောက်ပစ်ခတ်ရှင်းလင်းရမှာပုံဦးလုံးပြေကုန်ကြပြီဆိုပါလေအဲ့ဒီယူဇော်တီတုံးဦးလုံးဟာပတိန်ကြီးမြို့နယ်မှာအချက်ဖက်စကောင်းစီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့တပ်သားအစ်စ်တွေအတင်းအကျပ်လိုက်လံစုဆောင်းနေတဲ့သူတွေဖြစ်တယ်လို့စစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောင်းဝင်းညစ်တောင်းရဲနေတဲ့သူတွေဖြစ်ပြီး ်အခုတော့သေကုန်ကြပြီလို့ပသိမ်ကြီးမြို့နယ်ပခွားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖတ်ပါလေမကွေးတိုင်းဆလင်းမြို့နယ်လင်းစင်းတိုက်နယ်ရက်စကန်ကရဲတပ်သားမင်းသူဆိုတဲ့သူကိုတော်လန်ရေးတပ်ဖွဲ့ကပြစ်ခတ်ရှင်းလင်းရမှာသေသွားပြီလို့တောင်းညီနောင်မြို့ပြပျောက်ချအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်စက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဆလင်းမြို့နယ်လင်းစင်းတိုက်နယ်ရက်စကန်ကရဲတပ်သားမင်းသူဆိုတဲ့သူကို ရက်စကန်နဲ့တမိုင်းအကွာမှာပဲတော်လန်ကြီးတပ်ဖွဲ့တွေကဖမ်းဆီးဖို့လုပ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာရက်တသားလင်းသူဆိုတဲ့သူဟာအဖမ်းမခံမဲ့ခုခံထွက်ပြေးတဲ့အတွက်တော်လန်ကြီးရက်ဘော်တွေကပြစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်ပြီးအခုတော့သေသွားပြီလို့ဒေါင်းကြီးနောင်မြုတ်ပြပျောက်ကြားအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျာတပတ်မှလေမန္တလေးတိုင်းမြင်းချံမြို့နယ်ကနဘူးအိုင်မြို့သားလက်မပါမိုင်းရှင်းလင်းဖို့လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေမိုင်းဆွဲခံရပြီး စစ်သား၅ဦးကတော့အသီးသီးသေုံကြပြီလို့မြင်းချန်နဂနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တကူပြောပါတယ်စတမလာ၁ရက်နေ့ကပဲမြင်းညာမြို့နယ်မင်းနေဂုံရက်စခန်ကနေအချက်ပတ်စကောက်စီတပ်သားနဲ့ရဲစုစုပေါင်း15ဦးလောက်ဟာမိုးရွာတာကိုအခွင့်ကောင်းယူပြီးနဘူးအိုင်မြို့သားလက်မမတော်လိုက်တတွေထောင်ထားတဲ့မိုင်းတွေကိုရဲဘော်တွေမရှိတော့ဘူးအထင်နဲ့မိုင်းလာရှင်းတဲ့အချိန်တော်လိုက်တတွေကအသင့်ဆောင်ပြီးတခါတည်းမိုင်းဆွဲတိုက်ခိုက်လိုက်တယ်ဆိုပါတယ်အဲ့ဒီမှာ မိုင်းကွင်းနဲ့ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အုပ်စုလိုက်ကြီးဟာမိုင်းမိပြီးတော့စစ်သား၅ဦးကနေရမာတင်ပွဲချင်းပြီးကို သေသွားတဲ့အဖြစ်နောက်ထပ်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးစစ်သားတွေရဲ့မလာအလောင်းတွေကိုတော့တော်တော်ကြာမှလာကောက်သွားကြတယ်လို့လေမြင်းကျန်ငကနီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျခုတခါရန်ကုန်မြို့မှာတော့မြောက်ကလပ်မြို့နယ်ကစိန်ပန်းမြိုင်ရင်တိန်ရဲ့လိုင်ငန်းကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ကလပ်ပမြို့နယ်ပကပနဲ့ဒေသခံပြည်သူတွေစီကနေတီးရပါတယ်စက်တင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကည8နာရီခွဲလောက်မှာပဲရန်ကုန်မြို့မြောက်ကလပ်မြို့နယ်ကစိန်ပန်းမြန်ရင်ထင်းရဲလိုင်ကန်ကိုမြောက်ကလပ်ပကပနဲ့ WUPA အဖွဲ့ကနေလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်ပောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်ဒါနဲ့ပတ်သက်ပြီးမြောက်ကလပ်မြို့နယ်နေပြည်သူတို့ကလည်းမနေ့ကည8နာရီကျော်လောက်မှာပောက်ကွဲတန်ကြက်ကြဲလောင်လောင်ကြားလိုက်ရတဲ့အကြောင်းကိုပါပြောထားသလို တပတ်ကရန်ကုန်မြို့မှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေကလည်းပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုပါတတိပေးထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ